ူမရတော့ကျုလုံကြီးပါလေကျုလုံလို့ရလားသူ့မျိုးကိုကျူးကျော်ကြီးကျူးကျော်လို့ရလားမရဘူးအဲ့ဒီယူဝါဒတွေကိုကျုပ်တို့ကကောင်းကောင်းနားလဲရမယ်နားလဲရတာဖြစ်ချင်းကြောင့်ကျုပ်တို့ပိုင်ဆိုးထားတဲ့အချုပ်ချာအာဏာနဲ့ကျုပ်တို့ပိုင်ဆိုးထားတဲ့မိကြီးကိုဘယ်သူမှပေးလို့မရဘူးဒီနေ့ကဘာပေါ်မှာအချုပ်ချာနဲ့အာဏာအစ္စရေးဆိုမြေကြီးရဖို့ပါလက်စတိုင်းဆိုမြေကြီးရဖို့အသေးအတန်လူတပ်ပွဲတွေကျင်းပနေရတယ်ကျုပ်တို့လူတပ်ပွဲကျင်းပစရာမလိုကျုပ်တို့မြေကြီးကျုပ်တို့ကျုပ်တို့ပိုင်ပြီးသားငကိုလေးအချုပ်ချာအာနာပိုင်ပြီးသားကျုပ်တို့လူမျိုးအချင်းချင်းသာစက်ခွက်လုနေကြတာနော် ငါငါပိုင်ရင်သူကပိုင်ရင်နဲ့စက်ခွက်လုနေကြတာကျွတ်တော့ငကိုတွေကပိုင်ပြီးသားနိုင်ငံရေးမလုတ်တက်တဲ့အတွက်လက်နက်ကင်နေကြတာနိုင်ငံရေးဆိုတဲ့စကလုံးတစ်လုံးကိုနားမလည်ဘူးလက်နက်ကင်နေကြတာအဲ့တော့ကျွတ်တို့ရဲ့အချုပ်ချာအာဏာနဲ့မျိုးကိုကျွတ်တို့ဘယ်သူမှမပြီးလို့မရဘူးအဲ့တော့ဗမာတွေဗုဒ္ဓဘာသာတွေဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်တည်တည်တယ်မြတ်စွာဘုရားရဲ့သာသနာကအလုံးမတန်မအနှစ်သာရတန်ဖိုးရှိတယ် ဘာသာလို့ပြောရင်တချို့တွေကသာသနာလို့ပြောရင်ဘာသာလို့ပြောရင်အတူတူပဲလို့ဘာလို့ပြောကြတာရှိရင်ဘာသာနဲ့သာသနာကလုံးဝမတူတူတယောင်ယောင်နဲ့မတူဘူးဘာကြောင့်တူတယောင်ယောင်နဲ့မတူဘူးလဲလို့မေးလို့ရှိရင်ဘာသာလို့ပြောလဲရှင်ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲဖြစ်ဖြစ်မွတ်စလင်တိုက်တဲ့ဟိန္ဒူဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘာသာလို့ပြောလဲအလုံးအတူတူပဲဘာတူတာလဲလို့မေးလို့ရှိရင်ယဉ်ကျေးမှုတွေနဲ့ဖွဲ့စည်းထားတယ် လူမျိုးရေးတွေဖွဲ့စည်းထားတယ်။ဘာသာရေးတွေအယူဝါဒတွေယုံကြည်မှုတွေကိုးကွယ်မှုတွေဟလာဒလိထုံနှံအစင်လာတွေအဲ့ဒါတွေအလုံးနဲ့ဖွဲ့စည်းထားတာကဘာသာတရားပဲ။သာသနာလို့ပြောလိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့အစုံးအမတီးတန့်ကိုသာသာသနာလို့ခေါ်တာ။မြတ်စွာဘုရားနှုတ်တော်ကထွက်တဲ့စကားတွေတချို့အရာတွေကမြတ်စွာဘုရားနှုတ်ကထွက်လာတာမဟုတ်ဘူးဗုဒ္ဓဘာသာရဲ့အစဉ်လာတွေတော်တော်များများမှီညမ်းပြီးတော့လူမျိုးတစ်မျိုးရဲ့ဓလေ့တစရိုက်တွေနဲ့ ဖွဲ့စည်းထားတာဗုဒ္ဓသာသနာမဟုတ်ဘူးဗုဒ္ဓရဲ့တိုက်ရိုက်အဆုံးမမဟုတ်ဘူးအဲ့တော့ဗုဒ္ဓသာသနာနဲ့ဗုဒ္ဓဘာသာသည်တူတယ်လို့လို့နဲ့ကွဲတယ်အဲ့တော့တနည်းအားဖြင့်တစ်ထက်သေးကြတယ်လို့ပြောချင်လဲပြောလို့ရတယ်ဘယ်လိုပြောလို့ရလဲကံကြီးပြင်းနဲ့ကံမောင်ကြီးနဲ့တူတယ်ကံမောင်မရှိဘဲနဲ့ကံကြီးပြင်းမတည်ဘူးအဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့ကံမောင်ကြီးမရှိလို့ရှင်ဗုဒ္ဓသာသနာဆိုတဲ့ကံကြီးကမတည်ဘူးဗုဒ္ဓဘာသာဆိုတဲ့ကံမောင်မတက်လာဘဲနဲ့လေ ဗုဒ္ဓတာသနာဆိုတဲ့ကံရည်ပြင်ကရေကိုတောက်လို့မရဘူးဆိုတော့ဒါဆိုရင်တွဲရတော့ရှိနေတယ်တတိတတန်ကြီးကံမောင်ကကံမောင်ရေကရေပဲဟောနားလည်မလားနော်အဲ့တော့ကိုကျော်ကြီးဒီဒီကံမောင်ရဲ့သဘောတရားကိုလည်းသိတယ်ကံရည်ရဲ့သဘောတရားကိုလည်းသိတယ်အဲ့တော့ကံရည်ထဲမှာတစ်ခါတလေမှအမှိုက်ကြီးမှော်ဒီပါလာတဲ့အခါမျိုးမှာဆယ်ထုတ်ပေးရမှာဒီဘုဒ္ဓတာဝန်လဲလို့မြင်လို့ရှိရင် တန်ဃာရဲ့တောင်။ငကိုလေးကသူတို့ဒီသာသနာရဲ့ရေပြင်ပေါ်မှာတည်တဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်သူတို့ဒီတန့်စင်အောင်လုပ်နေရမှာ။သူတို့ကိုသူတို့လည်းတန့်စင်အောင်လုပ်သူတို့ဒီကံရေပြင်နဲ့ကံရေတဲကိုရောလာမယ်အမှိုက်တတ်လိုက်ဒီ။အဲ့တော့လောက်တာမလောက်တာသူတို့ဘိုင်းမဟုတ်သူတို့ဘိုင်းမဟုတ်။ဟုတ်ပြီနော်။ဒီသာသနာပေါ်ချစ်မြတ်နိုးတယ်ဆိုတဲ့အလုပ်ဒီ။အဲ့တော့လူတွေကဘာလဲလို့မေးလို့ရှိရင်ကံပေါင်းတဲ့အတူဒီကံရေပြင်ကြီးတည်နေဖို့အတွက်ဗုဒ္ဓဘာသာဝင်တွေကနေဝိုင်းပြီးတော့ဘောင်းအနေနဲ့ထိမ့်ကွက်ထားတာ။ ဒီရေကိုပဲအတုံးပြူပြီးတော့ဒီကံပေါင်းပေါ်မှာအပင်ကြီးစိုက်မယ်ဒီအပင်ကြီးကပဲဒီကံရေကိုအရေးပြန်ပေးမယ်ဆိုတော့အပြင်းပြန်အငန်းနဲ့မှီတင်းပြီးတီရှိနေတဲ့ရေနဲ့ကံပေါင်းလို့ပဲနော်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင် မသိလို့ရှိရင်ဒီကံရေရဲ့အနှစ်သာရကိုကျွန်တော်တို့ဘယ်လိုလုပ်သိမလဲမသိကြကြထိမ့်သိမ့်ထားမှာမဟုတ်ဘူးအဲ့ကံပေါင်းရဲ့အနှစ်သာရကိုလည်းသိရမယ် ကျွန်တော်တို့ဒီနှစ်ပေါင်း3000လောက်ရင်ကျင်းမှုတမိုင်းတန်ဖိုးရှိတယ်လူမျိုးတမိုင်းတန်ဖိုးရှိတယ်မြေတန်ဖိုးရှိတယ်စာပေအနုပညာယတ္တစကားအကုန်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 ဘယ်ဘယ်လူမျိုးနဲ့မှကိုမတူလားအနှစ်သာရတွေအလွန်တန်မှပြည့်ဝတဲ့လူမျိုးဖြစ်တယ်တမိုင်းတန်ဖိုးရောရင်ကျင်းမှုတန်ဖိုးရောလူမျိုးတန်ဖိုးရောမြေတန်ဖိုးရောသာသနာတန်ဖိုးရောဘာနဲ့မှနှိုင်းရှင်လို့မရတဲ့ဘယ်အယူဝါဒဘယ်ဘာသာဘယ်လူမျိုးနဲ့မှနှိုင်းရှင်လို့မရတဲ့အလွန်တန်အနှစ်သာရပြည့်ဝတဲ့ တိုက်ရိုက်တပြီဖြစ်တယ်အဲ့တော့ခင်ဗျားတို့နားလေရမယ်မြတ်စွာဘုရားရဲ့တရားတော်တွေမှာကျုပ်တို့ပုဂ္ဂိုလ်တတ္တဝါတွေဆိုတာကကိလေသာရဲ့စွန်းမှုမှုအောက်မှာနေနေကြတာကြိုက်တဲ့အယူဝါဒတွေထွင်ဒိဋ္ဌိကိလေသာထဲမှာဝင်နေနိုင်ငံရေးအယူဝါဒတွေကြိုက်တဲ့လောက်ထွင်အဲ့ဒီနိုင်ငံရေးအယူဝါဒတွေဘာလို့မတည်မြဲလဲလို့မြင်လို့ချင်းဒိဋ္ဌိကိလေသာတွေသူကလောက်ထားတာဒိဋ္ဌိဆိုတဲ့အယူဆိုတဲ့ကိလေသာနဲ့လောက်ထားတာ ဖြစ်ခြင်းကြောင့်အဲ့ဒီအယူဝါဒတွေဒီ ဘယ်တော့မှယရှိတည်မြဲရေးကြာရှိထုံးစံခံယူမရှိဘူးနားလည်လားအဲ့တော့ကျုပ်တို့ဗမာတွေဗုဒ္ဓဘာသာတွေကအဲ့ဒီဒိဋ္ဌိကိလေသာတွေနဲ့ဖန်တီးထားတဲ့နိုင်ငံရေးတွေကိုကြုံခံရမှာမဟုတ်ဘူးလောကကြီးမှာဒိဋ္ဌိကိလေသာရှိတယ်အဲ့ဒီဒိဋ္ဌိကိလေသာကငါငါဥစ္စာဆိုပြီးတော့ဆွဲထားတဲ့အစွဲကဘယ်သူမှမလွတ်ဘူးသူမရသွားကျုပ်လုံကြီးပါလားကျုပ်လုံလို့ရလားသူ့မျိုးကိုကျူးကျော်ကြီးကျူးကျော်လို့ရလားမရဘူးအဲ့ဒီယူဝါဒတွေကိုကျုပ်တို့ကကောင်းကောင်းနားလည်ရမယ် နားလည်ရဖြစ်ခြင်းကြောင့်ကျွတ်တို့ပိုင်ဆိုးထားတဲ့အချုပ်ချာအာနာနဲ့ကျွတ်တို့ပိုင်ဆိုးထားတဲ့မြေကြီးကိုဘယ်သူမှပေးလို့မရဘူး။ဒီနေ့ကဘာပေါ်မှာအချုပ်ချာနဲ့အာနာအစ္စရေးဆိုမြေကြီးရဖို့ပါလက်စတိုင်းဆိုမြေကြီးရဖို့အတဲအန်လူတပ်ပွဲတွေကျင်းပနေရတယ်။ကျွတ်တို့လူတပ်ပွဲကျင်းပစရာမလိုဘူးကျွတ်တို့မြေကြီးကျွတ်တို့ကျွတ်တို့ပိုင်ပြီးသား။ငကိုလေးအချုပ်ချာအာနာပိုင်ပြီးသား။ကျွတ်တို့လူမျိုးအချင်းချင်းကစက်ခွက်လုနေကြတာ။နော်။ငါငါးပိုင်ခြင်းနဲ့သူကပိုင်ခြင်းနဲ့စက်ခွက်လုနေကြတာ။ ျွတ်တော့ငကိုတွေကပိုင်ပြီးသားနိုင်ငံရေးမလုတ်တက်တဲ့အတွက်လက်နက်ကင်နေကြတာနိုင်ငံရေးဆိုတဲ့စကားလုံးတစ်လုံးကိုနားမလည်ဘူးလက်နက်ကင်နေကြတာအဲ့တော့ကျွတ်တော့ရဲ့အချုပ်ချာအာဏာနဲ့မျိုးကိုကျွတ်တော့ဘယ်သူမှပြီးလို့မရဘူးဘာကြောင့်လဲလို့မေးလို့ရှိရင်ကျွတ်တော့လူမျိုးကစပေးရင်ကြီးမှုဆက်ဟုတ်လားတမိုင်းမှာအနှုတ်ပညာနဲ့ပတ်သက်လို့စပိန်နဲ့ပတ်သက်လို့ကျုပ်တို့ကကိုပိုင်အခက်ရတယ်ကိုပိုင်စကလုံးနေနဲ့ကျုပ်တို့ကစပြီးတီထွန်လာခဲ့ကြတာဟိုပြုခေတည်းကတီထွန်လာတာအဲ့ချိန်မှာသူများကလည်းစကလုံးဆိုစပိန်ဆိုတာမရှိဘူး တဖြည်းဖြည်းနဲ့ဒီစာပေရင်ကျင်းမှုတွေတိုးတက်လာတယ်အမှုပညာရင်ကျင်းမှုတွေအကအလှတွေဟလာယနေ့အချိန်ဒီအကမရှိတဲ့လူမျိုးတွေရှိတယ်စာပေမရှိတဲ့လူမျိုးတွေရှိတယ်နော်ရင်ကျင်းမှုဆိုတာဘာမှန်းနားမလဲတဲ့လူမျိုးတွေအများကြီးရှိတယ်ကျုပ်တို့မှာကြိုက်တဲ့နေရာဒေသကိုကျုပ်တို့အမျိုးမြတ်တယ်ဆိုတာအဲ့ဒါကိုပြောတာကျုပ်တို့အမျိုးကုန်ရိုးကုန်ကျုပ်တို့ထိန်းသိမ်းရမယ်ကျုပ်တို့ပိုင်ဆိုင်ထားတဲ့အရာတွေကိုကျုပ်တို့ကစောင့်ရှောက်ရမယ်ကျန်တာတွေကအချင်းချင်း ဟာလာခွဲဝေကြီးတွေဘာတွေကသူတို့ကိစ္စကျုပ်တို့ကိစ္စမဟုတ်ကျုပ်တို့ဗမာလူမျိုးမှန်ရင်ဗုဒ္ဓဘာသာနဲ့ကျုပ်တို့ရဲ့အချုပ်ချာအာဏာပိုင်းမျိုးကိုကျုပ်တို့ကာကွယ်ရမယ်ဒါပရမဗရာမကြဗရာဏကြဘာကြောင့်ဗရာဏကြတာလဲလို့မေးလို့ရှိရင်အဖြေကရှင်းရှင်းလေးရေလေသူတို့နိုင်ငံရေးအယူဝါဒတွေအင်္ဂလန်နိုင်ငံရေးအယူဝါဒတွေအခုအချိန်မှာသူတို့အချုပ်ချာအာဏာလွတ်သွားပြီဆိုတာသိနေသူတို့ရင်ထွက်မကွယ်ဖြစ်နေလက်သီးလက်မောင်းတွေတန်းလို့လည်းမရတော့လူတပ်ပွဲသူတို့ဖန်တီးရတော့ငါတို့လူတပ်ပွဲဖန်တီးစရာမလိုဘူးငါတို့လက်ထဲမှာပဲအချုပ်ချာအာဏာအခုချိန်ကြီးရှိနေတယ် အဲ့ဒီတော့ငါတို့ဖန်တီးစရာအကြောင်းမရှိဘူးအဲ့တော့ငါတို့ကဘာကိုကာကွယ်ရမှာလဲလို့မေးလို့ရှိရင်ငါတို့ရဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေစာပေတွေအမှုပညာတွေဟာလားလွန်ခဲ့သောတိတ်မကြခင်ကာလနိုင်ငံကြီးတွေတည်ငြိမ်နေတဲ့ချိန်ခါမှာဟာလားအမှုပညာယဉ်ကျေးမှုတွေနဲ့တကယ်ကိုခံခံနာနာ arrangement အနေနဲ့လုပ်ပြီးတော့မဟာဆိုတဲ့တခြင်းတွေကိုဖန်တီးတာတွေငါတို့တိုင်းရင်းသားတခြင်းတွေဖန်တီးတာတွေမင်းတို့ဂျင်းထဲမှာနှလုံးသားတွေနဲ့ခံစားလို့ရတယ်ညာအများကြီးငါတို့လုပ်နိုင်ခဲ့တယ်ငါတို့အဲ့ဒါတွေကိုပဲလုပ်ရမှာ ငါတို့အချင်းချင်းတက်နေလို့ငါတို့အကျိုးစီးပွားမရှိဘူးဟုတ်လားအဲ့တော့ငါတို့ဗုဒ္ဓဘာသာရဲ့စကားလုံးတစ်လုံးကိုကိလေသာကိုဆိုတဲ့စကားလုံးတစ်လုံးကိုနားလည်လိုက်တာတောင်မှနိဗ္ဗာန်ကိုမသွားမဲနဲ့လောကီအကျိုးစီးပွားတွေကိုငါတို့ကဘယ်လိုစီမံအုပ်ချုပ်လို့ရလဲဆိုတော့ငါတို့ကနားလည်သွားတယ်အဲ့ဒါငါတို့ရဲ့ဘာသာတန်ဖိုးတမိုင်းတန်ဖိုးလူမျိုးတန်ဖိုးအမွေတန်ဖိုးတွေဖြစ်တယ်ငါတို့တွေဘာလဲဆိုရင်ငါတို့ဘာလုပ်ကြမှာလဲပညာတက်အောင်သင်ကိုပညာကအရေးကြီးဆုံးပဲအသိပညာအတတ်ပညာအကုန်သင်ရမယ် ဘာသာတာဒနာနဲ့ပတ်သက်ပြီးဟာဒီလောကီရေးရာတွေနဲ့ဆက်ဆက်ပြီးတော့တွဲခေါ်နိုင်တဲ့ဉာဏ်ပညာတွေငါတို့ထက်မြင်ရမယ်။ငါတို့စီးပွားဥစ္စာတွေရှာရမယ်။သူများကတွေကိုငါတို့ကမေတ္တာတရားထားပေးရမယ်။ကရုဏာတရားထားပေးရမယ်။မုဒိတာဥပက္ခပြုတဲ့လူကိုငါတို့ဥပက္ခပြုလိုက်ရမယ်။ငါတို့ကပေးတော်လက်တွေဖြစ်ရမှာ။ငါတို့လာပြီးစိုးမိုးလို့မရဘူး။နားလေလား